ကိုင်းတိုင်းထပ်ပိုင်းကဗမောက်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ပြီးတဲ့နောက်မြို့နဲ့ဆယ်မိုင်အကွာဝေးရှိတဲ့ခမိုးပတ်ဝန်းကျင်မှာစတေမာလာ23ရံမှာလည်းတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့ဗမောက်ရှေ့တန်းသတင်းမြစ်တွေထံကသိရပါတယ်စစ်ကောင်စီတပ်နဲ့ရှမ်းပြည်မျိုးသားများတပ်မတော် SND တပ်ဖွဲ့တွေကဗမောက်မြို့ကနေဆုတ်ခွာသွားပြီးနောက်ကာကင်းအများပြောက်တွေပြုတ်လုထားပြီးတော့ခမိုးကုန်းကိုတော့စတေမာလာ23ရံမှာထပ်မံသိမ်းပိုက်ရရှိခဲ့ကာကင်းကုန်းတွေအများပြားရှိနေတယ်လို့သိရပါတယ် ဗမောက်ရှေ့တန်းသတင်းမြစ်တယောက်ပြောပြထားတာကတော့အဲ့ဒီဘက်မှာတိုက်ပွဲတွေဖြစ်နေတယ်။သူတို့ SNA တပ်ဖွဲ့တွေဗမောက်ကနေဆုတ်ခွာပြီးတော့ကာကင်းတွေအများကြီးထားတယ်။အခုတော့ဒီကုန်းခမိုးကုန်းကရပြီးတခြားကုန်းတွေအများကြီးရှိသေးတယ်။သူတို့ကတခြားတွေမှာကောဖြန့်ပြီးနေထားတာလို့ပြောဆိုထားပါတယ်။စက်တင်ဘာလ23ရက်ညနေပိုင်းမှာလည်းတိုက်ပွဲဖြစ်ပွားနေတဲ့ခမိုးပတ်ဝန်းကျင်ကိုလေတပ်ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဒေသခံတယောက်ကပြောပါတယ်။23ရက်ညပိုင်းကလည်းရင်ကျဲသွားတယ်။ဗမောက်ဘက်မှာလည်း9နိုင်ခွဲလောက်ကတိုက်ပွဲဖြစ်ပွားနေတဲ့ဘက်ကိုလာကျဲသွားတယ်။ လေရင်နှစီနဲ့လာကျဲသွားတာပါလို့ဆိုပါရယ်စတေဘာလာ20ရက်ကစစ်ကောင်စီတပ်သားတယောက်က MA1 တနက်တလက်နဲ့အလင်းဝင်လာသလိုစတေဘာလာ23ရက်နေ့ခမိုးတိုက်ပွဲအတွင်းမှာလည်း SND တပ်သားတယောက်ကိုလက်နဲ့ပြေဆုံးနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ရှေ့တန်းသတင်းမြစ်တယောက်စီကသိရတာဖြစ်ပါရယ်ဗမောက်မြို့ကိုတော်လိုင်းတပ်ဖွဲ့တွေကစတေဘာ25ရက်မှာစတင်တိုက်ခတ်ခဲ့ပြီးစတေမာလာ20ရည်နေမှာမြို့ကိုသိမ်းပိုက်နိုင်ခဲ့တာလည်းဖြစ်ပါရယ်ခင်ဗျာအကြပ်ဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာ ကျမ်းဖို့ပါတီကအမတ်လောင်းရေအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မဲ့တဲ့မှာအကျမ်းဖက်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာကျမ်းဖို့ပါတီကအမတ်လောင်းရေအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မှာဖြစ်တယ်လို့စစ်တပ်လောက်ခံရွေးကောက်ပွဲကော်မရှင်ကယမန်နေ့ကသတင်းထုတ်ပြန်လိုက်ပါတယ်စက်တင်ဘာလ10ရက်နေ့မှာစက်တင်ဘာလ20ရက်နေ့အတွင်းလွှတ်တော်ကိုယ်စားလှယ်အမည်စင်းတင်သွင်းဖို့စစ်တပ်ကတတ်မှတ်ခဲ့ပြီးတဲ့နောက်နိုင်ငံရေးပါတီ58ခုနဲ့တတိပုဂ္ဂလလွှတ်တော်အမတ်လောင်းရေအတွက်4963ဦးတင်သွင်းခဲ့ကြောင်းအဲ့ဒီအထက်မှာ ကျမ်းဖော့ပါတီက2018ဦးနဲ့အများဆုံးရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါဗျ။ကျမ်းဖော့ပါတီကပြည်သူ့လွတ်တော်မှာအမတ်လောင်း265ဦး၊အမျိုးသားလွတ်တော်မှာအမတ်လောင်း156ဦး၊တိုင်းနယ်ပြည်နယ်လွတ်တော်မှာအမတ်လောင်း969ဦး၊တိုင်းသားလူမျိုးစုလွတ်တော်မှာ28ဦး၊စုစုပေါင်းအမတ်လောင်း1018ဦးပါဝင်မှာဖြစ်တယ်လို့သိရပါဗျ။ကျမ်းဖော့ပါတီကရွေးကောက်ပွဲမှာအများဆုံးရှင်ပြိုင်တော်လဲမဲဆန္ဒနဲ့အပြည့်ရှင်ပြိုင်ခြင်းမဟုတ်ဘဲတချို့သောမဲဆန္ဒနယ်များမှာ လုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားရတယ်လို့ကြံ့ခိုင်ရေးပါတီသတင်းမြစ်တချို့ကပြောဆိုထားပါတယ်။တချို့နေရာတွေမှာတော့လုံခြုံရေးခက်လို့လက်လွတ်လိုက်ရတဲ့နေရာတွေရှိတယ်ဗျ။အဲ့ဒီနေရာတွေကရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပေမဲ့ဖြစ်ဖို့ခက်ပါတယ်လို့ကြံ့ခိုင်ရေးပါတီသတင်းမြစ်ကဆိုပါတယ်။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မြတ်ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြည်နယ်တို့အတွင်းစီယုံမြင့်နိုင်ငံရေးပါတီ50ခုနဲ့တတိပုဂ္ဂလတော်တော်ကိုယ်စားလှယ်လောင်းများပါဝင်တယ်လို့သိရပါဗျ။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာ တိုင်းရင်းသားစီလုံးညီညွတ်ရေးပါတီတောက်ဆာညာကကိုယ်စားလှယ်လောင်း694ဦးတသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုယ်စားလှယ်လောင်း682ဦးရှမ်းနယ်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူပါတီကကိုယ်စားလှယ်လောင်း984ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုယ်စားလှယ်လောင်း912ဦးတောင်းတုံးလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုယ်စားလှယ်လောင်း428ဦးတိုင်းနယ်ပြည်နယ်များမှာရှင်ပြိုင်မဲ့ဒေသဆိုင်ရာနိုင်ငံရေးပါတီ50ပါတီကကိုယ်စားလှယ်လောင်း960ဦးနဲ့ တတိပုဂ္ဂလ90လောင်း95ဦးပါဝင် ရှင်ပြိုင်မှာဖြစ်တယ်လို့သိရပါပါတယ်ခင်ဗျာတိုင်းမြမနယ်ဆက်၄ကီကော်မှာတိုက်ပွဲပြင်းထန်ဖြစ်ပွားနေချိန်ထိုင်းဘက်ကိုမြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတာကြောင့်ထိုင်းကကန့်ကွက်သတိပေးလိုက်တဲ့သတင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။ထိုင်းမြမနယ်ဆက်ကရင်ပြည်နယ်မြောက်ဝတီမြို့နယ်၄ကီကော်မှာတိုက်ပွဲပြင်းထန်ဖြစ်နေချိန်ထိုင်းဘက်ကိုမြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲတာကြောင့်ထိုင်းကကန့်ကွက်သတိပေးလိုက်တယ်လို့ထိုင်းသတင်းဌာနများကသတင်းဖော်ပြထားပါတယ်။ ယမနေ့စက်တင်ဘာလ24ရက်နေ့ကမြန်မာဘက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းပြည်ပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပြီးအဲ့ဒီလိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်လူထိခိုက်မှုမရှိတော့လဲထိုင်းစစ်တပ်နဲ့အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။အဆိုပါလက်နက်ကြီးဟာမြေတီအဖွဲ့ကပြစ်ခတ်တယ်ဆိုတာကိုမသိရသေးတော့လဲထိုင်းဘက်ကမြန်မာဘက်ကိုကန့်ကွက်သတိပေးထားတယ်လို့သိရပါတယ်။ မြန်မာစစ်တပ်ကအာရှာလမ်းမကြီးကိုထိန်းချုပ်ပြီးတဲ့နောက်မြဝတီမြို့မှာခိုင်မာတဆွဲထားပြီးလေကီကောပါဝင်မြဝတီမြို့နယ်အတွင်းမှာရှိတဲ့ KNL နဲ့ဒေါ်လိုင်းတပ်ဖွဲ့များတင်ပိုက်ထားတဲ့နေမင်းများနဲ့စခန်းများကိုအပြင်းထန်ထိုးစစ်ဆင်လာတာပါအဲ့ဒီလိုထိုးစစ်အတွင်းစစ်တပ်ကလက်နက်ကြီးများပစ်ခတ်ခြင်းလေကြောင်းနဲ့ဗုံးကြဲခြင်းများကိုတောက်လျှောက်လုပ်ဆောင်နေတယ်လို့သိရပါတယ်စတေမာ20နဲ့21လောက်ကလေးကစစ်ကြောင်းတွေထိုးလာပြီးတော့လေကီကောဘက်ကိုတက်လာတာပါစစ်သားတွေတော်တော်ကိုတည်နေတာဒါပေမဲ့ရှိတဲ့လူတွေနဲ့ကိုထတ်ထပ်ပြီးတော့ကိုလုံးနေတာ လုံးဝလျှော်မသွားဘူးလို့ကရင်စည်သတင်းမြစ်တွေကပြောဆိုထားပါတယ်။စက်တင်ဘာလ23ရက်မနေ့စံတိုင်းကျော်ချိန်ခန့်မှာမနေ့စက်တနေ30မိနစ်ချိန်ထိမြဝတီမြို့နယ်၄ကီကောဘက်ကိုအချမ်းဖက်စစ်တကဝိုင်းတွဲလေနဲ့စစ်တိုက်ပုံးကျဲကမြဝတီမြို့ကျောက်တက်ခမရ295တန်းကလည်း122မမလက်နဲ့ကြီးများနဲ့အဆက်မပြတ်ပြစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်ဒီလိုပြစ်ခတ်ပြီးတဲ့နောက် BJ တပ်ဖွဲ့ရဲ့လမ်းပြမှုနဲ့ ်စစ်တပ်ကခြေလင်းစစ်ကြောင်းအင်အားအများပြားအသုံးပြုပြီးစစ်ကြောင်းထုတ်မှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါတယ်။လက်ရှိမြောက်ပိုင်းမြို့နယ်အတွင်းသို့စစ်တပ်ကထိုးစစ်ဆင်ရမှာအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းတပ်သားတွေကိုအဓိကအသုံးပြုနေခြင်းဖြစ်ပြီးစစ်မှုထမ်းတပ်သားတွေကိုမူရစ်စေဝါများကြွေးကလူတိုင်းလုံးနဲ့ထိုးစစ်ဆင်နေတာဖြစ်တယ်လို့ကရင်စည်သတင်းမြစ်တွေကရှင်းပြထားတာပဲဖြစ်ပါတယ်ခင်ဗျာ။မောင်ရွာနာမခနာကစစ်သားဟောင်းဖွင့်ထားတဲ့တန်တိုးတန်စားဆိုင်ပောက်ကွဲမှုဖြစ်ပွားပြီးတူးတေဆုံးသွားတဲ့တဲ့တင်းကိုလည်းဆက်ပြီးပြောပါမယ်။မောင်ရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်ဤမှာ စစ်သားဟောင်းဖွင့်ထားတဲ့တန်တိုးတန်းစားဆိုင်မှာတန်တိုးတန်းစားထူခွဲရင်ပေါက်ခွဲမှုဖြစ်ပွားပြီးဒူးသေဆုံးခဲ့ပါတယ်။စက်တင်ဘာလ23ရက်နေ့လေတနအိခွဲခန်းကမုံရမြို့အနောက်မြောက်တိုင်းစစ်ထနာကျုံကြီးအလုံးရက်ကွက်မှာဖွင့်ထားတဲ့တန်တိုးတန်းစားဆိုင်မှာတန်တိုးတန်းစားတွေကိုထူခွဲရင်ပေါက်ခွဲမှုဖြစ်ပွားပြီးကိုထွန်းစော်လင်းဆိုသူသေဆုံးခဲ့တဲ့အပြင်ဆိုင်းရှင်အပေါင်းဝင်အလုံးတပါးနှစ်ဦးပါထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မုံရမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကအတည်ပြုထားပါတယ်။ပေါက်ကွဲမှုဖြစ်တဲ့နေ့ကကိုထုံးစော်လင်းဆိုသူဟာတန်တိုးတန်းစားတွေကိုထုခွဲရင် မိုင်းမမ်းမသိပဲထုခွဲလိုက်ရကနေပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးဖွဲ့ကဆိုပါတယ်။နာဘခနာအလုံး၃တောင်ကျွန်းနာကတန်တိုတန်စားဆိုင်ပေါက်ကွဲမှုဖြစ်တာပါ။အလုံး၃တောင်ကျွန်းကစစ်စေးကြီးလည်းရှိတယ်လို့ဒေသခံတူကပြောပြထားပါတယ်။ပေါက်ကွဲမှုဖြစ်တဲ့ကောင်းကောင်းတန်တိုတန်စားဆိုင်ပိုင်ရှင်ဟာစစ်သားဟောင်းတူဖြစ်ပြီးစစ်ကောင်စီတပ်သားတွေက၎င်းတို့တင်းစီလာတဲ့မိုင်းလုံးတွေကိုအရက်ဖို့ရဖို့တန်တိုတန်စားဖြစ်ပြန်လဲရောင်းချလာတဲ့အခါဝယ်ယူမိတာရှိတယ်လို့မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကရှင်းပြထားပါတယ်။ စစ်ကောင်စီတပ်သားတွေဟာမုံရမန်းရင်းလမ်းပေါ်မှာတွာလာနေတဲ့ခီးသည်တင်ကားတွေကိုတားဆီးပြီးပြည်သူတွေကိုမိုင်းရှင်ခိုင်းရင်ခီးသည်ကားတွေအပေါ်မိုင်းများတင်ပေးပြီးမုံရအဝင်ကဂိတ်တွေမှာခြာခိုင်းတာတွေပြုလုပ်လေးရှိတယ်လို့လည်းသိရပါပါတယ်ခင်ဗျာအဘိုးတိုင်းပရောင်းမြို့နယ်ဆင်လန်းရွာကနေရောင်ချိုးကိုစစ်ကြောင်းထိုးနေတဲ့ဂျမ်းဖက်စစ်တဲ့စစ်ကြောင်းကတိုက်ပွဲမှာကြာဆုံးများနေတာကြောင့်ဆင်လန်းကိုပြန်လည်ဆုတ်ခွာသွားရပြီးအာရခတပ်တော်မှစနိုက်ပါနဲ့ပြစ်ခတ်ရမှာထပ်မံအကြာဆုံးရှိနေတယ်လို့သိရပါပါတယ် ဒေသစည်သတင်းမြစ်ချိုကပြောပြထားတာကတော့စစ်ကောင်စီကရှေ့ကိုမတိုးနိုင်ဘူးဗျကြာတာတော့များတာပေါ့အခြားဆုံးများတော့အကုန်စင်လန်းကြီးဝဘက်ကိုနောက်ဆုတ်ပြီးအဲ့ဒီဘက်ဝင်ကျင်မှာနေပါတယ်အဲ့ဒါကို A ကစနိုက်ပါနဲ့ပြစ်ခတ်တာမှနောက်ထပ်9ရောက်သေးတယ်လို့ဆိုပါတယ်ညောင်ချေတော့နဲ့အုတ်ရှိပင်ရှိတရင်များရဲ့ထောက်ပို့အကူအညီကိုယူပြီးစင်လန်းရွာမှာအခြေချတဲ့စစ်ကောင်စီအင်အား400ခန့်ကအရခတ်တတော်ထိန်းချုပ်ထားတဲ့ညောင်ချိုးနဲ့မိုးထီတောင်ဘက်ကိုထိုးစစ်ဆင်နေတာပါယခုဘကိုးတိုင်းပတောင်းနဲ့ရခိုင်ပြည်တောင်ကုန်းအကြားရိုးလန်းပေါ်ကတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ကအင်အားများပြားဖြည့်တင်ကတာလုံအင်အားနဲ့ထိုးစစ်ဆင်တိုက်ခိုက်တော်လဲအကြောက်ဆုံးများတာကြောင့်ရှေ့မတိုးနိုင်ပဲနောက်ပြန်ဆုတ်သွားခဲ့ရတယ်လို့၎င်းကဆိုပါတယ်တိုက်ပွဲကတော့နေတိုင်းလိုလိုရှိပါတယ်ဗျစစ်တပ်ကထိုးလိုက်စစ်တပ်စစ်ကြောင်းကနောက်ဆိုရင် A က၈တက်ထိုးစစ်ဆင်တိုက်ခိုက်လိုက်အဲ့ဒီလိုအပြန်အလှန်ဖြစ်နေတာပါအ ਨੇ ဆုံးတော့လက်နက်ကြီးနဲ့လှမ်းပစ်တာ drone နဲ့ချတာလေနဲ့ပုံးလာကျဲတာအဲ့ဒါတွေကတော့ယုံလန်းပေါ်မှာနေတိုင်းဖြစ်နေတာပါပဲလို့၎င်းကရှင်းပြထားတာဖြစ်ပါတယ်သူတို့ထိုးစစ်ဆင်နေတာကညောင်ကျိုးကိုပါ ဒါပေမဲ့ ANA ပိုးပေါင်းဒေါ်လာရင်းတက်တွေကအပြင်းထန်ဝိုင်းပြီးခုခံနေတော့စစ်ကောင်စီကရှေ့ကိုမတိုးနိုင်ပဲဖြစ်နေတယ်။ဒါကြောင့်မိုးရွာနေတာကိုတောင်မရှောင်ဘူးလေရင်နဲ့ဘုံလာကျဲနေတာလို့ဆိုပါတယ်။စစ်ကောင်စီတကလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့အမ်ဘရန်ယိုလန်နဲ့ AOR တိုင်းရှိစစ်မျက်နှာတို့မှလည်းဝိုင်ဒရက်ပါဝင် Jet Fighter နဲ့နေရောညပါဘုံလာကျဲနေတယ်လို့လည်းဆိုပါတယ်။အေနယ်ပူပေါင်းတော်လိုင်းတက်များအနေနဲ့လဲစစ်ကောင်စီရဲ့စစ်ကြောင်းတွေကိုပျောက်ကြားစနစ်နဲ့ဂျားဖြတ်တိုက်ခိုက်ခြင်းစနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းတွေကိုပြုလုပ်နေပြီးတော့ အချမ်းဘက်စစ်တပ်ကထိခိုက်ကြဆုံးမှုလည်းများပြားနေတာဖြစ်တယ်လို့သိရတာဖြစ်ပါတယ်ခင်ဗျာ။